င်္ဂလာပါရှင်မန္တလေးကတဲ့ချန်နယ်နောက်ဆက်သတင်းကိုတင်ဆက်ပေးပါမယ်။ပုံကြီးပံဝင်စစ်ကောင်စီတပ်ဖွဲ့80နီးပါးစတင်မာတန်ပြည်သူ့ရင်ခွင်ကိုလုံးစစ်ကောင်စီတပ်ကတပ်ဖွဲ့80နီးပါးစတင်မာတန်ပြည်သူ့ရင်ခွင်ကိုလုံးလာကြောင်းမြို့သားညွှန်ဆိုရကာကွယ်ဝင်ကြီးဌာနကသတင်းထုတ်ပြန်နေ။ကာကွယ်ဝင်ကြီးဌာနနဲ့ပြည်သူ့ရင်ခွင်တို့ကိုချိန်ဆက်ပြီးပတ်ပြောင်းကိုလုံးလာခြင်းတွေကိုအသိပေးရမှာစတင်မာလာမှာပုံကြီးတပ်ဖွဲ့ပံဝင်66ရှယ်လို့ပေါ်ပြတယ်။ အဲ့ဒီတွေကမလနဲ့ယူလာတဲ့လူဆက်ရှိလို့ရှိပြီးအမေ1စက်တလန်အမေ3လေးလက်လက်ပြပုံသုံးလုံးနေမိုင်းနှလုံးနဲ့ကြည်မျိုးစုံချနေပါပါလားလို့ထုတ်ပြန်နေပြည်သူ့ရင်ခွေကုလုံတော်အများစုအစေကောင်စီကအတမလူတွေစုဆောင်ခဲ့ပြည်သူစစ်မှုရေးတပ်သားတွေ59ပါဝင်တယ်လို့ဆိုတယ်။ဒါအပြင်ရဲတပ်အုပ်ဘူးကြီးတပ်အုပ်တပ်ချက်ကြီးတပ်အုပ်တပ်သားရှေ့လို့ဖြစ်တယ်လို့ပေါ်ပြတယ်။ဒါစစ်ကောင်စီတပ်တွေမှာခွင့်ရရနဲ့ပြည်သူနဲ့တွေ့ရတိဖို့ကြိုးပမ်းနေသူတွေရှေ့အောင်ပြသခြင်းဖြစ်တယ်လို့ကာကွယ်ဝင်ကြီးဌာနကထုတ်ပြန်တယ်။ စစ်ကောင်စီရဲ့စစ်မှုထမ်းမိတ်ကြောင့်ညာကြကြောင့်အတင်းအဓမ္မလူသေးစုဆောင်ကံသူတွေပါဝင်ပြည်သူ့ဘက်ရဲ့တီလူရဲ့တပ်သားနဲ့ရဲအင်းနေနဲ့ပြည်သူ့ရင်ခွင် Telegram နေဆက် PDF ဘက်ကပိုင်းနဲ့မဟာမိတ်တိုင်းနဲ့တော်လိုင်းဖွဲ့စည်းကိုဆက်သွယ်ချိန်ဆက်ကပြည်သူ့ရင်ခွင်ခုံလုံးကြဖို့လဲကာကွယ်ဝင်ကြီးဌာနကဓမ္မတိုက်တွန်းလိုက်ပါတယ်ဆလဗျာအုပ်ပုံမြင့်တဲ့ကျောက်ကုန်းမြရာကိုစစ်ကြောင်းဒေါ်လာစစ်တပ်ကို လေးချိန်ကြာပြတာကိုင်းမှုစစ်တပ်ကခုနောက်တေဆုံဆိုဘကိုတိုင်းအုပ်ဖို့မြို့နယ်ကျိုးကိုပင်ရကိုစစ်ကြောင်းထုတ်လာကြပါစစ်တပ်ကိုလေးချိန်ကြာပြတိုက်ခါမှာစစ်တပ်ကခုနောက်တေဆုံကြောင်းတာဝရီကတဲတာဝရီကရဲဘော်ဒီမွန်ကပြောတယ်စတရီမာလာ30နေကစတင်ပြီးအုပ်ဖို့မြို့ပေါ်မှာတန်ကြက်ကကတောင်စီနဲ့ကျိုးကိုပင်ရကိုစစ်ကြောင်းထုတ်ရောက်ရှိလာတဲ့အရာတရာကြောပါစစ်ကြောင်းဒေါ်လိုင်းတပ်ဖွဲ့ကလိုင်းလံပိတ်ဆို့တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်ထိုရီတဲ့တိုက်ပွဲတွေမှာအော်တိုဘားလာတရနဲ့ညာကိုနိုင်ကနေလေးချင်းဖြစ်ပွားပြီးအကြပ်ဖတ်စစ်တပ်ကခုနောက်ဒေသကတိုက်ခိုက်တဲ့ရရှိသူများပြားအကြောင်း စစ်တပ်စစ်ကြောင်းညတွင်ကျင်းဥဖို့မြို့ပေါ်ကိုပြန်လည်ဆုတ်ပြေသွားကြောင်းသိရတယ်။စေကိုရီကစတေမလာ30နေမှာဥဖို့မြို့နဲ့ဂျိုကိုဘင်ယာကိုအင်အားတရာကျော်နဲ့စစ်ကြောင်းထိုးတယ်။တိုက်ပွဲကတော့၄ဈေးဖြစ်ပွားတယ်။အော်တိုဘောတဲ့နေည9:00အထိတွေ့တွေ့တိုက်ပွဲစတိုက်ကိုဖြစ်ပွားခဲ့တာတိုက်ပွဲတွေမှာစစ်ခွဲဘက်က9ဦးသေဆုံးပါတယ်။အစောပိုင်းတိုက်ခိုက်မှုကတာဝရီခိုင်ဘက်ကပါတိုက်ခိုက်တဲ့ခွဲသောတာဝရီခိုင်ဘက်ကပါဒရုန်းတပ်ပွဲဂျိုးပင်ကဟီရိုပြောက်ကြတဲ့ပွဲအုပ်ဖို့မြေရောက်ပြောက်ကြတဲ့ပွဲ ဘလက်ဒရာကိုကြည်ပေးခဲ့ပြီးတဲ့တစ်ဖွဲ့နဲ့စီကုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ကပူးပေါင်းလုံဆောင်ခဲ့ပြီးတော်လိုင်းရဲပေါ်တွေထိခိုက်မှုရှိပြလဲစုခွာနိုင်ခဲ့ပါတယ်။ဆလဘေးစိတ်တက်ဒေချုံမောကနဲ့ရွေးကောက်ပွဲလှုပ်လှက်ပြီးမမြတာနိုင်အကြမ်းဖက်မှုတွေပုံမှန်မြင့်တက်စေမယ်လို့ကုလားလက်ခွဲအခြေခံကထမံပြောကြားမြန်မာနိုင်ငံမှာပြုတ်လုံမဲ့စစ်တပ်ထိကျော်တဲ့ရွေးကောက်ပွဲလွတ်လပ်ပြီးတရားမျှတမှာမဟုတ်ကြောင်းနဲ့အကြမ်းဖက်မှုတွေကိုပုံမှန်မြင့်တက်စေမှာဖြစ်ကြောင်းကုလသမဂ္ဂလူ့ခွင့်ဆိုင်ရာမဟာမင်းကြီးဖော်ကာထရက်ကပြောတယ်။ရိုဟင်ဂျာမွတ်စလင်တွေနဲ့တခြားလူနယ်စုတွေရဲ့ အခြေအနေဆိုင်ရာအစ်မညီနာကမှသူကခုလိုပြောဆိုခဲ့ရဖြစ်ပြီးယနေ့မြန်မာနိုင်ငံမှာတွေ့တဲ့ပြင်ရခိုင်ပြည်နယ်မှာရိန်ဂျာနဲ့တခြားလူနယ်စုရဲ့ဘဝသူတို့မကြုံဘူးလားအောင်ကိုအဆူရဆုံးဖြစ်နေနိုင်ပါတယ်ဒါပြင်ညီလာခံကနေဒီလိုမတရားမှုကိုကမ္ဘာလုံးဆိုင်ရာနိုင်ငံအစီအစဉ်အထိဆုံးမှထားတဲ့ကြောင်းရှင်းရှင်းလင်းလင်းပြသမယ်ရွင်ကြားရဲ့အတွက်အလှည့်ပြတစ်ခုရောင်းနိုင်ငံတကာတိုင်းဝိုင်းအနေနဲ့ရေးရွယ်စာပေးသူရဲ့ဘွားဆိုရဲ့အတွက်ထာဝရဖြစ်ရှိချက်တစ်ခုချမှတ်ဖို့အတွက်အခြေရောက်ပြီလို့ပြောတယ်။ရခိုင်ပြည်နယ်တိုက်ပွဲရှင်မြင်လာပြီးစစ်တပ်ကရဲတပ်တွေပေါ့လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ကြတဲ့ လူခွင့်ချုပ်ပေါင်းမှုရဲ့ရက်သားတွေကိုတမင်သက်တက်ပြတ်တာတွေအရသာပိုင်ပစ္စည်းကိုပြက်စီရတဲ့ရထမဖန်စီချုံတော့နှိမ့်ဆက်မှုနဲ့အတေးရထမစစ်မှုထမ်းခိုင်းတာတွေပေါင်းရက်ဆက်ချမ်းကျွတဲ့ရာဆွေမှုတွေကိုကျွလွန်ခဲ့ကြောင်းဘောကထရန်ကဆိုတယ်ဒီလိုချင်နေအောင်မှာကျပရွေးကောက်ပဲလှလက်ပြီးမြတ်တာနိုင်မှာမဟုတ်ဘူးဥပမာရင်ဂျာတွေကသူရဲ့နိုင်ငံသားဖြစ်မှုကိုစိတ်တင်လိုက်ပဲရှာခံထားတာကြောင့်မဲပင်ခွင့်ရှိမှာမဟုတ်ဘူးတိုင်းဒေသရဲ့ခိုင်ပါတီတွေကိုလည်းရှင်မြိုင်ခွင့်ကနေပိတ်ပင်ထားလို့ သူကအတိပဲပြောကြခဲ့ပြီးစစ်တပ်ထိကျောက်တဲ့အတွေ့အော်ရေကောက်ပွဲကိုရှုတ်ချခဲ့တယ်။အကြမ်းဖက်မှုလင်းမင်းစင်းရင်ကျင်းမှုနဲ့ကြီးမားတဲ့လူခွေချုပ်ပေါင်းမှုတွေကနိုင်ငံတကာကအလေးနဲ့စွန့်ရတဲ့အချက်တဲကိုဖြစ်ပေါ်စေခဲ့တယ်။နိုင်ငံတကာတိုင်ဝမ်အနေနဲ့သူတို့ရဲ့တာဝန်အတိုင်းအရေးယူဆောင်ရမယ်လို့သူကညီလာခံတွေပြောဆိုသွားပါတယ်။ဆလဘရောလောင်းလုံးမျိုးစစ်အစိုးရရုံးနေမှာတက်ဆွဲထားစေဥစုကိုဒေါ်လာ1တတိကဝေရောက်တိုက်ခိုက်တနင်္သာရီတိုက်တဝဲခိုင်လောင်းလုံးမျိုးကစစ်ကောင်ရှင်လာကရုံးနေမှာတက်ဆွဲထားတဲ့ အကြပ်ဖက်စစ်တပ်နဲ့ဒေါ်လေးပူပေါ်တက်တွေပြန်လည်းဖြစ်ခဲ့ဖို့ဖြစ်ပွားခဲ့လို့ဒေါ်နာစစ်ကြောင်းစုံကထုတ်ပြန်နေစတင်မလာ30နှစ်မနဲ့6နှစ်ခွဲလောက်မှလောင်လုံးမျိုးပေါ်ရှိထွေဦးရုံနဲ့လွယ်မှုကြီးကြဲရုံတွေမှာရဟ90ဝန်းကျင်နဲ့တက်ဆွဲတဲ့စစ်ကော်မရှင်တပ်ကိုဒေါ်လေးပူပေါ်တက်တွေဝရတက်ခိုင်းပြီးအပြန်လည်းထိတွေ့ပြေကပ်မှုနဲ့နိုင်ငံကြဖြစ်ပွားခဲ့တယ်။အပြန်လည်းပြေကပ်မှုတွေစစ်ကော်မရှင်တပ်ဖွဲ့နဲ့ထိခိုက်သေးဆုံးမှုရှိခဲ့ပေမဲ့အရေးအတွက်တိကျသည်မပြောနိုင်သေးသလိုဒေါ်လိုင်းတပ်ဖွဲ့ဘက်ကလည်းနှစ်ယောက်ထိခိုက်တယ်မစွန့်ရရရှိခဲ့ပါတော့။ အဆိုပါတိုက်ခိုက်မှုကိုဒေါနာဆက်ကြောက်တို့ဒေါနာတက်ခွဲခုနဲ့ဖက်ဒရယ်ဒဝဲကျတက်ဘွက်တဝဲခဲပြည်သူ့ကာကွယ်ရေးတပ်ဦး TTPDF နဲ့ရံမြတ်မော်တော်ပူပေါတိုက်ခိုက်ခဲ့ကြလို့သိရတယ်။ဆက်လက်ပြီးတန်းဆန်မြို့နယ်တနေရွာကိုဇေယျစုမီရွာကပြည်သူ့ပိုင်ဆိုင်နဲ့တခြားပစ္စည်းကိုကာနေသေးသောစကိုင်းနဲ့တန်းဆန်မြို့နယ်မှာစစ်ကြောင်းဝင်ချက်ဖက်ဇေယျစုကတနေကျကုံရောက်မီရွှေဖြစ်စဉ်ရဲသားပိုင်ဆိုင်တွေကိုကာနေတဲ့နေကြောင်းတန်းဆန်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူကပြောတယ် အတော်ဝါလာတရနေမနက်ပိုင်းကစားလို့တန်ဆယ်မြို့နယ်တောင်ပန်းခပောင်းဆိုင်ကျအောင်ဆိုတနေကျအကိုဂျပန်စစ်ကြောင်းနဲ့ဝင်ရောက်ခဲ့ပြီးအရသားနေနေကိုတနေကုန်ပြီးရှုပ်ပြစီခဲ့လို့သိရတယ်။အဆိုပါဂျပန်စစ်ကြောင်းနဲ့မှာခမတွန်ဆောင်ဆက်တဲ့ကဂျပန်စစ်သားရဲနဲ့ဝါသားဝါလာကပြူစော်ဒီတက်တွေပါဝင်ပြီးတန်ဆယ်မြို့နယ်ခပောင်းဆိုင်ကျကစစ်ကြောင်းတစ်ခုဖြစ်ရေဦးမြို့နယ်အောက်သာရွာကနေပါနောက်ထပ်စစ်ကြောင်းတစ်ခုထပ်တိုးလာခဲ့တာဖြစ်တယ်။စစ်ကြောင်းတစ်ခုအတနေကြအတွင်ပေါင်းစုံသွားခဲ့ပြီးတော့နှစ်ရှိချိန်တိအင်အားနဲ့အနီးပါးနဲ့တက်ဆွဲထားလို့သိရတယ်။ဒါအပြင်စစ်ကြောင်းတွေဝင်ရောက်လာခြင်း အဇက်ဖတ်ဆေးဥစုကတန်းဆယ်ပြတော်ဝါချက်ကိုဂျက်ဖိုင်တာနဲ့လေကြောင်းတိုက်ခိုက်မှုလုံဆောင်ခဲ့တယ်။လက်ရှိမှာတန်းဆယ်ရေဦးလက်မိုင်းကကြွအောင်စုတွေဟာစစ်ကြောင်းအနေအပြင်လေကြောင်းနဲ့ကိုပါရင်ဆိုင်နေရတယ်။ပြီးခဲ့တဲ့ပိုင်းကလည်းတန်းဆယ်မြို့နယ်နဲ့ထိစပ်တဲ့ရေဦးမြို့နယ်တွင်ကရေဦးပကပအပွဲဝင်ဟာတယောက်ပါလူကြောက်ကိုဆေးဥစုကဖက်စီရပေးခဲ့တယ်။အဇက်ဖတ်စစ်တပ်အနာသိမ်းပြီးချိန်ကစားလို့လက်ရှိချိန်ထိတန်းဆယ်မြို့နယ်ရှိကြေအောင်တရားကျော်ရေသားနေ9000ကျော်စစ်ကော်မရှင်တန်းမီစုဖြည့်စည်းခြင်းကိုခံထားပါတယ်။ ဆက်လက်ပြီးတော့ကြောက်ပြူတွေရုံမှာတောက်ကန်စားတစ်စောင်းတုံသိချက်ကောက်ကန်ကြောက်ပြူမှာခီးတဲ့ထောင်ကျော်ပိမိနေရန်ကုန်စစ်တေကနေကြောက်ပြူကိုရောက်ရှိလာပြီးကြောက်ပြူကားတွေတဆင့်မိမိဒေတာကိုတော့ရောက်ရအတွက်ထောက်ကန်စားယူရမှာကြောက်ပြူတွေရုံကထောက်ကန်စားတစ်စောင်းကိုငွေ၃သိန်းကျပ်တောက်ကန်နေကြောင်းသိရတယ်။လက်ရှိမှာလည်းကြောက်ပြူမှာလုံခြုံရေးကြောင်ပြချက်နဲ့ရန်ကုန်စစ်တွေကနေလာခီးတဲ့တွေကိုစစ်ကောင်စီကတော်လာကွယ်လက်မမထုတ်ပြရကြလက်ရှိမှာခီးတဲ့ဦးရဲ့တထောင်ကျော်ပိမိနေတယ်။ ပြီးခဲ့တဲ့လနေပါကရန်ကုန်ကနေကြောက်ဖြူရောက်ရှိပြီးမိမိနေရာကိုပြောင်းအတွက်ထွေရုံမှထောက်ကန်စားရရှင်ဆောင်ဆိုင်နေရကြောင်းဒေဇာတနေရရှိအမြသာတူကပြောတယ်ရခိုင်ပြည်နယ်ပြည်ကိုတော်ရောက်ရန်ရန်ကုန်စစ်တွေလက်ကြောက်ကတစ်စိလာကြောက်ဖြစ်ပြီးစစ်ကောင်စီကတော့ကွင်မြရပဲကြောက်ဖြူမျိုးတွေပြိမိနေခြင်းဖြစ်တယ်။တချို့သူတွေဆိုပါကကြောက်ဖြူမျိုးမှာပြီးခဲ့ဩဂုတ်လနဲ့စက်တင်ဘာလဇာမန်ကစပြီးကြောက်ဖြူတွေရောက်ရှိနေခြင်းဖြစ်ပြီးတော်လာကွင်မြရ၍ကြောက်ဖြူမှာတောင်းတနေကြမျိုးသမီးတွေကပြောတယ်။ အေးနဲ့စစ်ကောင်စီတိုက်ပွဲကြောင့်စစ်ကောင်စီကပြည်မကိုဒေါ်လာကွေကောင်းလက်ရေလိုင်းတွေကိုအားလုံးပိတ်လိုက်ပြီးရင်းငယ်သူပိတ်ထားမှုကြောင့်ခီးတဲ့တွေကရန်ကုန်စစ်တွေကနေတဆင်မိမိဒေသတွေကိုတော်လာနေကြရတယ်။စစ်ကောင်စီကကြောက်ပြူကနေဒေါ်လာကွေလက်မရမီဆိုပါကကြောက်ပြူကနေတဆင်ရတဲ့ကတတော်ရေးထိန်းချုပ်ထားနေရတဲ့အတွက်ဆက်လက်ကားတွေကိုအစစ်စစ်ငရယကပြရာကြောင့်သိရတယ်။ကြောက်ပြူကနေတဆင်မိမိဒေသကိုတော်ရောက်လန်ခေမှာတညာတညာအေးရပြီးတော့ထိုခီးအတွက်ဆက်လက်ကားတသိန်းခွဲကနေနှစ်သိန်းထိပေးချေရတယ်။ ရန်ကုန်စစ်တွေကလည်းမိမိဒေသကိုတွားရောက်ပွဲစားနေဆိုပါကငွေကြေးသိန်း20ကနေ25သိန်းထိကုန်ကြမှုရှိလို့တချို့ကတော့ပွဲစားမပါဘဲတောင်းလာပါကငွေကြေးမြောက်များကုန်ကြပြီးစားရစားရရရှိရက်ပေါင်းလာတဲ့ကြီးကြမြင်နေရက်ခိုင်မှာ၄ချောင်းလိုက်၅လိုက်ရှိပြီးတန်ရွဲ့နဲ့အမြင့်နယ်က၄ချောင်းလိုက်တွေကိုအရကတော်တော်ကြီးကထိန်းချုပ်သိမ်းပိုက်ထားကြောင်းတော်လာကွင်ပိတ်ထားတယ်။ရန်ကုန်စစ်တွေကြောက်ဖြူမှန်း၄ချောင်းလိုက်တွေကိုစစ်ကောင်စီကပုံမှန်ပြည့်စုံနေကြောင်းသိရပါတယ်။နောက်ဆက်အပေးကြတဲ့အတွက်ထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင်။